ါဟိုပါเนาะဒီသွားတွေစစ်ဆေးတဲ့အခါတွေမှာဆိုလို့ရှိရင်ကားတွေက license ကားကြီးတိုင်းထပ်ပေးချထားမယ်အားတချို့မလိုလိုတွေကကျန်းဖက်တွေကနံပါတ်တွေမှတ်ထားမယ်ဒီနံပါတ်ကတော့ဘယ်နေရာမှာရှိပါလဲဘယ်နားမှာရှိပါလဲဒါဒီကားကတော့ဘယ်သူစီးပါလဲဘယ်ဝါစီးပါလဲဥပမာဆိုကြပါဆိုကောက်ဝတ်တော့ဆိုနံပါတ်ကောက်လဲလိုက်လို့ရတယ်เนาะနံပါတ်ကောက်လဲလိုက်လို့ရတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ license ကားနဲ့မစည်းဝန်းတိကြားစစ်ကောင်စီကဝတ်တောက်ကားများဖမ်းဆီးမိဟုအမိန့်ပေးလိုက်သည့်အတွက် ပေါက်ကိုတော်ပေါက်ကွဲလာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာအဲမျိုးများအားလုံးမင်္ဂလာပါဗျာဒီနေ့ကတော့၁၀ရက်၆လပိုင်း2025ဖြစ်ပါလေဗျာကြာခင်ပါလဲဒီနော်ဦးဇင်းတို့ရွေးကောက်ပွဲတွေဆိုလဲဒါပြောရလို့ကျွန်တော်စီအုံးမှုတွေရွေးကောက်ပွဲပါတီတွေရဲ့ပုံရိပ်တွေဆိုင်ပေါ်မှာ Facebook တွေမှာ TikTok တွေမှာ YouTube တွေမှာတော်တော်များများတော့မြင်တွေ့နေရတာပေါ့နော် မြင်တွေ့မြင်တွေ့လာပြီပေါ့ဗျာနော်ပြည်သူတွေနဲ့ထိတွေ့လာပြီလို့ပြောပြည်သူတွေနဲ့ထိတွေ့လာပြီပဲပြောပါတော့ဘယ်တော့ပဲပြောလို့ရမှာပဲပြည်သူနဲ့ထိတွေ့လာပြီပေါ့နော်အဲ့ဒါဘာပြောပြောပါဘယ်လိုပဲဖြစ်ဖြစ်ဒီကောက်ပွဲကြီးအောင်မြင်မြင်နဲ့ကျင်းပနိုင်မှုအောင်မြင်မြင်နဲ့ပြည်စီနိုင်မှုပဲဦးဇင်းတို့ကတော့ဟုတ်လားဆုတောင်းပါပဲဒါမြန်ပေါင်းဆိုရချုပ်ဒီမန်ဖြစ်သွားမလားဘယ်လိုမှဖြစ်သွားမလဲဆိုတော့ဦးဇင်းတို့လည်းနိုင်ငံရေးအခြေအရအဲ့လောက်မြန်မမီဘူးပေါ့ဗျာမမီဘူးလို့ကြောက်ဒါတော့တော့နိုင်နေဘူးဒါနဲ့ ပါတီစုံဒီမိုကရေစီနော်ဘယ်လိုပဲဖြစ်ဖြစ်ပါညမောင်ရုပ်ဆိုတာဖြစ်ဖြစ်ပါတီစုံဒီဝိုင်းဖြစ်ဖြစ်အကုန်လုံးဖြစ်ဖြစ်ကြာဥစဉ်တော့ကျိုးစိုးတော့ဝမ်းပါတယ်နော်ဝမ်းပါတယ်အဲဒါနဲ့မဆိုင်ဥစဉ်တော့ဒီခုတောက်ဝတ်တောက်တွေမှာ6လပိုင်းတရက်နေ့2025တတရက်6လပိုင်း2025ဆိုတော့ဒီနေ့ပဲတောက်ဝတ်တောက်တွေကိုစာခံမယ်လို့ဥစဉ်တော့ကြားသိရတယ်ဗျာနော်ကြားသိရဆိုလို့ရှိရင်ဝန်ထမ်းကားတွေတောင်မှမော်တော်ဘီကယ်ရဲ့မော်တော်ဘီကယ်တွေစီးတဲ့ချုပ်ဝတ်တောက်တွေကိုတောင်မှခနေ့ကမန္တလေးတိုင်းနော်ရေမှုအကြီးဆုံးပေါ့ဒါကြီးကိုယ်တိုင်မဲအေးတဲ့ ါတော့ကတော့မင်းတို့ကားကြီးပဲစဖမ်းရမှာပဲတဲ့အဲ့တော့ငါတို့ဗလာဖမ်းတဲ့အခါမှာတော့မရှိဘူးဆိုတဲ့ဇာတ်တော့မပြောနဲ့တော့မရှိကတိုင်းနေမှာပဲတဲ့ခွန်နီတူစာပဲဒီတန်တဲ့အရာတွေကိုလည်းတော်တော်များများကားတွေဖမ်းတယ်အဲ့မှာသာလူတွေကားတွေဖမ်းတာမဖမ်းတာဥစဉ်ကမပေးဘူးတော်လန်ရေးဤအထွေထွေထိုးစစ်ကြီးအောင်မြင်စေရေးပြည်သူတိုင်းအာယုံစိုက်ပါဝင်ရန်နှင့်ကြိုတင်ပြင်ဆင်ရန် NUG ဝင်ကြီးဒေါက်တာဇော်ဝေဆိုးတိုက်တွန်းစစ်အာဏာရှင်တော်လှန်ရေးတွင်မကြခင်ဖြစ်ပေါ်လာမည့်အထွေထွေထိုးစစ်ကြီးအောင်မြင်စေရေးအတွက် ပြည်သူတိုင်းအာယုံစိုက်ပါဝင်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရ NUGPT ထံအစုဝင်ကြီးဒေါက်တာဇော်ဝေဆိုးကတိုက်တွန်းလိုက်ပြီးရန်ကုန်ခေတ်တကအသက်ရှင်စီစဉ်တင်ဆက်လျက်ရှိသောပြည်သူ့မှပြည်သူတို့အမေဖြေတွင်နင်းကအထက်ပါအတိုင်းဖြစ်ဆိုသွားခြင်းဖြစ်သည် NUG ကာကွယ်ရေးဝင်ကြီးဦးရီမွန်88မျိုးဆက်ကြောင်းသားကောင်းဆောင်ဦးမင်းကိုနိုင်ပါဝင်ဒေါ်လန်ရေးကောင်းဆောင်တို့ကအထွေထွေထိုးစစ်ကြီးလာမီကို ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ကြောင်း အထွေထွေထိုးစစ်သည့်တော်လှန်ရေးအတွက်တောချက်ဖြစ်ပြီးလူတိုင်းလူတိုင်းပါဝင်ရမည်ဖြစ်ကြောင်းအထွေထွေထိုးစစ်ဆင်နွှဲချိန်တွင်စစ်ကောင်စီကပြည်သူများကိုကိုမိုတိုက်ခိုက်လာနိုင်ကြောင်းဒေါက်တာဇော်ဝေဆိုးကသတိပေးသည့်အထွေထွေထိုးစစ်တွေလုတ်တဲ့အချိန်မှာသူတို့စစ်တပ်ကမနိုင်တဲ့သူကိုမတိုက်ခိုက်ပဲလွယ်ကူတဲ့နိုင်တဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှာဖြစ်ပါတယ်သူတို့ဘလို့နည်းနဲ့မှကျွန်တော်တို့ကိုနိုင်မှာမဟုတ်ဘူး PDF တွေနဲ့ခုနကလိုတိုက်ခိုက်ရေးအဖွဲ့အင်အားစုတွေကိုမတိုက်ခိုက်ပဲပြည်သူတွေကိုရွေချက်ရှိရှိတိုက်ခိုက်မှာဖြစ်တယ်။ဒါကြောင့် Safe Hospital Safe School တွေ Safe Place for People ပြည်သူလူထုအတွက်ပြင်ဆင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်လည်းကျွန်တော်တို့ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ပြောလို့ဘူးမပြောလို့ဘူး။ဝန်ထမ်းကားတွေအကြောင်းဥစဉ်နည်းနည်းလေးတောင်းတချင်တယ်ဗျာနော်ဝန်ထမ်းတွေကားတွေအဲ့တော့မော်တော်ပီကယ်တွေမှာတစ်ခါတလေလူကြီးခရီးစဉ်ရှိလို့ရှိရဲ့မော်တော်ပီကယ်တိုင်းကကားမစီးနိုင်ဘူးဗျ။ဒိုင်ဆင်ကားတော့မပြောနဲ့မော်တော်ပီကယ်တိုင်းကားဝတ်တောက်တောက်မစီးနိုင်ဘူး။ နော်ဘာလို့တော့မသိနိုင်လူရှိကိန်းစဉ်ရှိမယ်ရှိလို့ရှိရင်ဆိုင်ရယ်နဲ့ပြရမယ်ဆိုင်ရယ်နဲ့လာရမယ်အဲ့လိုဆိုင်ရယ်နဲ့လာတဲ့အခါမှာအန္တရာယ်များတယ်ဒီခေတ်ကအကြမ်းဖက်တွေကမော်တော်ပဲမော်တော်ပြီးခဲ့သေးပါလိမ့်နာနားမလဲဘူးနော်အန္တရာယ်များတယ်ဒါမြန်မာနိုင်ငံခမရမန်လေးမြို့ကအေးချမ်းတဲ့အနေထားလည်းမရောက်သေးဘူးနော်အေးချမ်းသွားတဲ့အနေထားလည်းမရောက်သေးဘူးအကြမ်းဖက်တွေလည်းမရှိလို့ရှိသေးတာပဲအဲ့တော့ဟုတ်ပြီမော်တော်ပြီးခဲ့သေးမှလည်းအန္တရာယ်ရှိတယ် အဲ့တော့မော်တော်ပြီးကဲဒီမှာတချို့ကရှိတဲ့ဟာတွေကားချပြီးမှလားကားထုတ်ပြီးမှလားမေးခွန်းအပြတ်ထောက်ရမယ်သိဟာအရင်ဒိန်းတွေအတွက်ဦးစင်းတို့ဟုတ်ပြီတိုင်းခရိုင်တို့ဒီမြို့နယ်ရဲစခိုင်းတွေတိုင်းခရိုင်တွေအကြောင်းကိုလည်းပြောမယ်အခါတလေဒီတိုင်းခရိုင်တွေမှာလည်းဆင့်ဖန်ရတဲ့အရာတွေရှိတယ်ဘယ်နေရာမှာမရှင်ရှိတဲ့ဘယ်နေရာမှာပါရှိတဲ့ဆိုဘယ်နေရာမှာဟိုဟာဖြစ်တဲ့ဆိုသွားရမယ်ဖမ်းရမယ်အဲ့ဒါဆိုဒီတိုင်းခရိုင်နဲ့ကားနဲ့သွားရမယ်အကားနဲ့သွားလို့ရှိရင်ရုံးကားကိုတုံးရမှာလား